ကဲကျွန်တော်တို့ဆက်လက်ပြီးတော့တနင်္လာသာသမီမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်ပါတယ်။၈ရက်ဇွန်လ၂၀၂၅တနင်္ဂနွေနေ့ကနေပြီးတော့၁၄ရက်ဇွန်လ၂၀၂၅စနေနေ့အထိအတပတ်တာကာလအတွင်းတနင်္လာသာသမီမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်။အဲ့တော့တနင်္လာသာသမီမိတ်ဆွေများအနေနဲ့ဒီတော့မှဆိုရင်တော့ဟဲ့လား လွတ်လပ်ပျော်ရွှင်ကံကောင်းနေတဲ့တပတ်တာကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်စိတ်ချမ်းသာစရာတွေရုပ်ရည်နဲ့သတင်းလူသတင်းကောင်းတွေကြုံရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ကလာတွေကမောင်မြင်တဲ့ကိစ္စတွေကဒီဘက်မှာပြန်လဲပြီးတော့အောင်မြင်လာမှာဖြစ်ပါတယ်အဲ့တော့ကိုပေးဆက်ထားတဲ့အရာတွေကိုအားထုတ်ထားတဲ့အရာတွေကဒီဘက်မှာတော့ပြန်လဲပြီးတော့အဲ့ဒါအကျိုးရှိပြီးအကျိုးခံရပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုနဲ့နာခန္ဓာတာတွေကိုယင်းဒီပေးဆက်ထားတဲ့ဟာတွေကအခုကြမှလာပြီးတော့အောင်မြင်မယ်အကျိုးရှိမယ်ဆိုတော့တပတ်တာဖြစ်တယ်ဒီတော့မှအောင်မြင်မှုတွေလည်းကိုကရမှာဖြစ်ပါတယ် ဲ့တော့လွတ်လွတ်လပ်လပ်ပြောပြောရှင်းရင် ကို့မှာစိတ်နှောက်ယှက် ဖြစ်เสียရာစိုးရင်เสียရာဆိုတဲ့ကိစ္စတွေကလေကောင်းစွာကြော်လွှားလွမြောက်နိုင်မှာဖြစ်ပါတယ်လောက်ကိုင်းကြံစီသမဲအောင်မြင်မှာဖြစ်တယ်လို့ဒီတစ်ပတ်မှာကောင်းသောခကြီးပျော်ရှင်เสียရာခကြီးကို့အတွက်အကျိုးရှိတဲ့ခကြီးတွေလည်းတွားရလာရအလောက်ရကန်ရပြောရဆိုရတာတွေကြုံရမှာဖြစ်ပါတယ်အဲ့တော့အခြားသောအရေးကြီးကိစ္စအပါအဝင်အရေးကြီးတဲ့ဟလာခကြီးကိစ္စတွေလုံမယ်ဆိုရင်အောင်မြင်မှာဖြစ်ပါတယ်အနာဘူးဖြေမယ်အလောက်သွားရှောင်မယ်အခြားသောအရေးကြီးကိစ္စတွေအလားလုံမယ်စိုင်းကနာယုံကန်းနေဖွင့်မယ်ဆိုရင် ဖွင့်တဲ့နေငွေကြီးလက်လာဘက် ကန့်ကောင်းတယ်ငွေကြေးလက်ရွှဲမှာဖြစ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့မပြည့်လဲတဲ့ကိစ္စတွေဒီဒီမှာပြည့်လဲမယ်ဝင်ငွေတွေကောင်းမယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အိမ်မွေးတိရိစ္ဆာန်တွေရောက်လာတတ်တယ်အဲရောက်လာခြင်းဖြစ်ကောင်းတယ်ဒုတိယဒီတပတ်တာမှာကန့်ကောင်းနေတာဖြစ်တဲ့အတွက်ပန်းကန်ကဒီထက်ပိုပြီးမူလထက်ပိုကောင်းခြင်းနဲ့ဆိုရင်တော့ငှက်စာကျွေးတာငှက်လွက်တာမျိုးလုပ်တင်ပါတယ်အဲ့တော့အခြေအိမ်တော်ကြီးမြတ်တိုင်းနဲ့ပတ်သက်လို့မပြေလဲဘူးမသိမြောက်ဘူးစင်တော့ဒီတစ်ပတ်မှာပြန်လဲသိမြောက်မယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့စိတ်ချမ်းသာမှာဖြစ်ပါတယ် ဲ့တော့ဒီတစ်ပတ်မှာဆိုရင်လည်းကျွန်တော်တို့တင်းလာသားသမီးမိတ်ဆွေများကံကောင်းပျော်ရွှင်နေတဲ့တပတ်တာကာလာမျိုးဖြစ်တယ်လွတ်လပ်ပော့ပါနေတဲ့တပတ်တာကာလာမျိုးဖြစ်တယ်ကိုလောက်ကန်ကြံစီတွေးခေါ်ဆုံးဖြတ်တာတွေကအောင်မြင်နေမယ်အဲ့တော့ပြီးတဲ့ကာလရင်နဲ့မတူဘဲနဲ့ဒီတစ်ပတ်မှာအလောအကန်အနေမှာလည်းစိတ်ချမ်းသာမယ်ကိုလောက်တာတွေကလည်းအကျိုးပေးမယ်ကံလိုက်မယ်ဆိုတဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့အဖက်ဖက်ကနေကျွန်တော်တို့ကံကောင်းနေတယ်ပျော်ရွှင်စရာကောင်းနေတယ်အောင်မြင်မှုတွေနဲ့ပြည့်နှက်နေတဲ့ တပတ်တာကာလကိုထိတွေ့ခံစားဖြတ်တန်းရမှာဖြစ်ပါတယ်ဒီတပတ်တော့ကံကောင်းလက်ရှိကဏ္ဍတော့၅ကဏ္ဍအကျိုးပေးတဲ့အကြောင်းကတော့အပြာရောင်ဖြစ်ပါတယ်တင်းလာသားသမီးမိတ်ဆွေများတို့ပါ